ကိုစားမင်းမြန်ခွင့်ပြုတော်မူပါဖုရား။အရှင်ဖုရားကိုဝင်ဆောင်မိခင်ကမိမိကလေးကိုပြုစုဆောက်ရှောက်ဖို့အစဉ်မပြေလို့ကလေးကိုဖျက်ချရတာကပါဏာတိပါဒကံထိုက်ပါသလားဖုရားလို့မိထားပါရယ်ဖုရား။อืมထိုက်တာပေါ့နော်။ကိုဝင်ရပြီးခါကြမှာတလာသားအရွယ်စသည်မှာသူဒါကိုမလိုချင်လို့ပေါ့နော်ဖျက်ချတယ်ဆိုရင်ဖျက်ချတဲ့မိခင်မှာဒါပါဏာတိပါဒကံထိုက်တာပဲ။ကိုဝင်တားစေးနဲ့ဟိုဖျက်ချတဲ့စီမတူဘူးနော်။နောက်မှလည်းဥစဉ်ရေးပေးထားတယ်။တားစေးကစာထဲမှာလည်းပါတယ်။တားစေးတောက်လိုက်တယ် ဒါပေမဲ့တားဆေးရဲ့အစွမ်းအားအာနိသင်ကြောင့်ဟိုကိုဝင်တည်ပြီးခါမှာပြတ်ကျသွားတာမျိုးပေါ့နော်ကိုတောက်တာတော့ကိုဝင်မတည်ခင်တောက်လိုက်တာတားဆေးအနေနဲ့တောက်လိုက်တာတားဆေးဆိုတာကမတည်အောင်လုပ်တာပေါ့နော်ကိုကြီးရွယ်ချက်ကဒီကိုကြီးရွယ်ချက်ကတည်ပြီးခါမှာပြတ်ကျအောင်လုပ်တဲ့ရွယ်ချက်နဲ့မတည်အောင်လုပ်တဲ့ရွယ်ချက်မတူနော်မတူဘူးအဲ့တော့တားဆေးရဲ့သဘောတရားက तू မတည်အောင်လုပ်တဲ့သဘောပေါ့နော်ကိုဝင်လုံးဝမတည်ပါစေနဲ့ဆိုတဲ့သဘောနဲ့တားဆေးတောက်တယ်ဒါပေမဲ့အဲ့တားဆေးရဲ့အစွမ်းကြောင့်ကိုဝင်တည်ပြီးခါမှာအဲ့ကိုဝင်ကပြတ်ကျသွားတယ်ဆိုရင်ဘာလို့ပြတ်ကျမထိုက်ဘူးအဲ့တော့တားဆေးကိုတည်ရွယ်ချက်ကတားတာ ပြောင်းလို့တာမဟုတ်ဘူးအဲကြောင့်တားစီတောင်းလို့ပြတ်ချသွားတာကကံမထိုက်ဘူးတမင်တကာတယ်မန်းတည့်ရတောင်းနဲ့ပြတ်ကြအောင်လုပ်တာမျိုးကြတော့ကံထိုက်တယ်